မင်္ဂလာပါဒီပရိသတ်များခင်ဗျာဒီနေ့ဆွေးနွေးခွင့်အတွက်ကျွန်တော်ဖိတ်ခေါ်ထားသူကတော့လောလတ်သောမြန်မာသတင်းမီဒီယာကောင်စီသူရင်းမှုဦးတိုးစောလာဖြစ်ပါရဲ့ဗျာဆွေးနွေးမဲ့အကြောင်းရောတော့အခုတလောအလူပြောများနေတဲ့ဒီစစ်ကောင်စီရဲ့စစ်လော့ဘီပေါ့နော်ကျွန်တော် Telegram Channel တွေအကြောင်းဆွေးနွေးတော့ဖို့ဖြစ်ပါရဲ့ဆိုတော့မင်္ဂလာပါကိုတိုးစောလာမင်္ဂလာပါဗျာကိုတောင်းကျော်ဟုတ်ကဲ့ဆိုတော့ဒီတိုင်းမှာပြောတယ်ဒီစစ်တပ် Lobby Telegram Channel တွေအကြောင်းပေါ့နော်အဲအကြောင်းမပြောခင်အခုလောလောဆယ် ကျွန်တော်ပြီးခဲ့တဲ့ရက်ထက်မှာဟိုတိုးဆလကဒီအယလာမှာကျင်းပတဲ့မီဒီယာဆွေးနွေးပွဲနောက်အင်ဒိုနီးရှားဆွေးနွေးပွဲတွေတက်တယ်လို့ကျွန်တော်သိထားရတာပေါ့ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့သတင်းအခြေအနေပေါ်မှာနိုင်ငံတကာမီဒီယာတွေကဘယ်လိုမြင်လဲပေါ့ဗျအဲ့ဒါလေးကိုတင်ချိုလေးပြောပြပါဦးတော်တော်စိတ်ဝင်စားကြတယ်ဗျစိတ်ဝင်စားတော့အယလာလည်းမဟုတ်ပါဘူးကျွန်တော်တို့ယူရိုပ်ခုနှစ်နိုင်ငံပေါ့နော်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးတခြားမီဒီယာတိုက်တွေပါပါတယ်ဥပမာ TVB တို့ ARD တို့မြစည်းမားတို့ BNI တို့ကျွန်တော်တို့ဒီ ဟိုမြန်မာ internet project တို့အစုံပါတဲ့ media delegation တခု EU ခုနှစ်နိုင်ငံကိုသွားပြီးတော့အစောတုန်းကမေးတယ်မေးခွန်းပါပဲမြန်မာ media တွေအခြေအနေဘယ်လိုရှိလဲအဲ့ဒါနောက်တစ်ခါရွေးကောက်ပွဲအပေါ်မှာဘာတွေလုပ်နေလဲနောက်တစ်ခါသတင်းတူသတင်းမှားတွေဘာတွေလုပ်နေလဲအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့သွားပြီးရှင်းပြခွင့်ပြောပြခွင့်ရခဲ့ပါတယ်အာယာလန်မှာတော့ဟိုသူတို့ကတော့ media တတ်သွားလို့ပေါ့ဗျာအဲ့မှာတော့ Ireland Press Council တို့ ကျွန်တော်တို့ NUG လို့ခေါ်တဲ့ National Union Journalist တို့တရင်တော့အဖွဲ့အစည်းတော်တော်များများလဲဆွေးနွေးခွင့်ရခဲ့ပါတယ်။အင်ဒိုနီးရှားမှာတော့ဗျာကျွန်တော်သွားလာတော့ကျွန်တော်ဟို Digital Media Safety ကိစ္စသွားရင်းနဲ့ Indonesia Press Council နဲ့လဲစကားပြောခွင့်ရခဲ့ပါတယ်ဆွေးနွေးခွင့်ရခဲ့ပါတယ်စစုံက issue တွေပါပဲသူတမြင်တော့ဒီဟို USA တို့ပတ်စံဖြတ်ပြီးဒီမှာ media အခြေအနေဘယ်လိုရှိလဲနောက်တခါရွေးကောက်ပွဲနဲ့ပတ်သက်လို့တော်တော်များများအမေခံရတာပေါ့နော် ပြီးမီဒီယာတွေကဘလို့ဆက်ပြီးတော့ရက်တည်မလဲဆိုတော့အဓိကအဲ့မိကွန်းတွေပဲလှည့်ပတ်သွားပြီးတော့ဟိုရှင်းပြခွင့်ပြောပြခွင့်ရတဲ့အခြေအနေပါဗျဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျဒါနိုင်ငံတကာအမြင်ပေါ့နော်ဆိုတော့ကျွန်တော်ကနိုင်ငံတကာမှာရှိလာတော့မသိဘူးဗျအခုကျွန်တော်ဆွေးနွေးမှာဟာတော့ဒီစစ်တပ်ကဒီဝါဒဖြတ်ချီအတွက်သုံးတယ်ပေါ့နော်ထောင်းလိုက်လို့လည်းပြောလို့ရတော့ပေါ့စစ်လော့ဘီ channel တွေ Telegram တွေလုပ်ပြီးတော့ကျွန်တော်တို့ ီမှာစီရင်ခံစားတစ်ခုမှတွေ့တော့ဆိုအကောင်ပေါင်း60ကျော်ရှိတယ်ဗျာစတန်တောင်းပေးတာလို့15ရောတောင်းဝင်ပြီးတော့ကျွန်တော်ဇနေတကြပေါ့နော်အာဘယ်လိုခေါ်လဲဒီမိုကရေစီရသူတွေတိုက်ခိုက်ရတဲ့လူလူလည်းမှတ်တိုက်တယ်ပေါ့ဆိုတော့ဘယ်လိုမျိုးပြီးထားလဲဗျာစတက်ကကျွန်တော်ထင်တယ်ဒီဥက္ကညောနောက်ပိုင်းအခုထောက်လိုက်ရေးလို့ပြောရမလားဗီဒီယိုလို့ပြောရမလားဘိုးချစ်စုံမင်းတော်ကိုက်တာလားလားမသိဘယ်လိုမျိုးရှိလဲဗျာအဲ့ဒါတကယ်တော့ကျွန်တော်တို့ဒီပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ရေးဆိုတဲ့ဌာနရှိခဲ့တာ98နှစ်ရှိပြီဗျာ အဲ့ဌာနရဲ့အကောင့်အချုပ်ကတော့ဘုဇုဇုံမင်းထုံးပေါ့ဗျာပြီးရင်သူကတော့အမြဲတမ်းကာဝေးဦးစီးချုပ်ယုံအောက်ကနေသွားတယ်ဗျာသူကတော့ဆိုလိုတာအဲ့တပတ်မှအခုမှမဟုတ်ဘူးအဲ့တပတ်မှမှကျွန်တော်တို့အလွယ်သေးတယ်မြဝတီတို့ဟိုမီဒီယာတွေထုတ်လွှင့်နေရုပ်သံတွေထိန်းလို့လာအဲ့တပတ်မှအောက်ကသွားတာပြီးတော့မှနောက်ပိုင်းကျွန်တော်တို့ဒီဘက်ခေတ်မှာတော့ဒီဂျစ်တယ်ခေတ်မှာတော့သူတပြည့်ရုရှားပေါ့ဗျာရုရှားအကူအညီနဲ့ ကျွန်တော်တို့ဒီ cyber war crime ဆိုပြီးတော့လူ6000ကို training လုပ်တယ်လို့ကျွန်တော်တို့သိရတယ်။ပြီးရင်ကျွန်တော်တို့ရန်ကုန်မှာဆိုရင် in time ပေါ့ in time လို့ပြောရတာဟိုနေ့မှာ in time ဆိုတော့တက်မှတက်ပါအဲ့မှာတို့ထိုင်နေကျွန်တော်တို့ဗါလဲဟို cyber နဲ့ computer ဌာနဆိုပြီးတော့အမှန်မှန်တော့ဒီအလုပ်တွေဒီကျွန်တော်တို့ digital cyber warfare ပေါ့ဗျာ cyber ဘဝနေပြီ digital ဘဝနေပြီးတော့စိတ်သက်စစ်စင်ရေလုပ်မယ်ဆိုတော့စနစ်တကျစုဖွဲ့မှုကိုဆိုတော့ရုရှားပြန်နေနဲ့လှုပ်လာတယ် အဓိကတော့ရုရှား narrative လို့ခေါ်ပါတယ်ဥပမာအစီကြီးပုံကျဲတာပေါ့ဗျာအစီကြီးပုံကျဲတာကိုစစ်တပ်ကတုံ့ပြန်တယ်ဆိုတော့ပြောတဲ့ channel တွေတုံ့ပြန်တာဒါစစ်တပ်ကပုံကျဲတာမဟုတ်ဘူး PDF တွေသူတို့ရဲ့လက်နက်တိုက်ပောက်ကွဲတယ်ဆိုတဲ့ narrative ပေါ့အဲ့လိုဟာတွေကိုအတင်းမယုံယုံအောင်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့တရုတ်ကကြတော့ infrastructure လို့ခေါ်တဲ့ကျွန်တော်တို့ firewall ပေါ့ကျွန်တော်တို့တကယ်တမ်းကြတော့အခု VPN ပိတ်တာတို့နောက်ပြီးတော့ဟိုတယောက်ချင်းစီဟိုကျွန်တော်တို့ PSM as sis senator ဘုရားဒါတော့ဟို personal scrutiny အဲ surveillance system တော်တော်ဆိုးပါတယ်နာမည်ကအဲ့လို software တွေနဲ့အကူအညီပေးတာပေါ့စစ်တပ်ကိုသူတပြင်းတော့ကျွန်တော်တက်ကြွရတဲ့လှူရှားတဲ့သူတွေကိုခြေအခံလိုက်နိုင်အောင် မျက်နာတွေကိုတီအောင်အခု telenor မပြဒနာတက်နေတယ်လို့မျိုးတချို့အချက်လက်တွေကိုပေးလိုက်တဲ့ဟာတွေဖြစ်အောင်အဲ့တော့နောက်ပိုင်းမှာဒီဟာတွေကိုစနစ်တကျခက်စိတ်စိတ်လှုပ်လာရတာတွေ့ပါတယ်သူတပြင်းတော့ရုရှားနဲ့တရုတ်ရဲ့အကူအညီနဲ့ ဒီကျွန်တော်တို့အရင်တော့ကတော့ကကဆက်ပေါ့ဗျာကကဆက်ရဲ့အောက်ကနေပြီးတော့ထပ်ပြီးတော့ဟိုစနစ်တကျလှုပ်လာတဲ့အုံနဲ့ကျင်းနဲ့လှုပ်လာတဲ့ဌာနတွေသူတပြင်းတော့ကျွန်တော်တို့တကြည်တဲ့ site ဝါဌာနတွေကိုကျွန်တော်တို့ပေါ်လာတာကိုသတိထားမိပါတယ်ခင်ဗျဟုတ်အဲ့ဒါဆိုဒီအဲ့စတာရရမခေါ်တာတော့စတာလုတ်ပြီးခေါ်တယ်နော်စတာလုတ်ပြီး channel ဘယ်လိုခေါ်မလဲ broker လို့ခေါ်မလဲကျွန်တော်အဲ့ social influencer လို့ပြောလို့ရ Sally ပေါ့ဗျာခေါ်မှာခေါ်တော့အဲ့လူတွေရော ဒီသူ volunteer မဟုတ်ဘူးစစ်တားခိုင်းလို့လာစားရပြီလုံတာဘူးအဲ့လိုမျိုးမဟုတ်ပါဘူးဗျအကောင့်နေရတဲ့နာမည်တစ်ခုတည်းထဲမှာဥပမာပေါက်ကိုတော့သူ့အနောက်မှာလူနှစ်သိန်းလောက်ရှိတယ်ပေါက်ကိုတော့ဘုံကြီးတစ်ပါးလည်းမဟုတ်ပါဘူးအဲ့ဒါအုပ်စုလိုက် အုံနဲ့ကျင်းနဲ့လုံနေတာပါအထူးသဖြင့်တော့ရုရှားပိုင်နဲ့ဒီ Telegram နဲ့ VK မှာလုတ်ပါတယ်အခုနောက်ပိုင်းတော့ထက်စိတ်တွေတွေ့ရ TikTok မှာတွေ့လာပါတယ် TikTok ကလည်းတကယ်တော့တရုတ်ပိုင်မှာ အဲ့တော့တို့တချို့ဟိုကျွန်တော်တို့ Facebook တို့ YouTube တို့မှာတော့တချို့သူတို့ရဲ့ဒီကျွန်တော်တို့ content monitor monitor လောက်တဲ့ဟာလေးတွေရှိတော့တချို့ဟာတွေအဖိတ်ခံရတော့နောက်ပိုင်းမှာတော့ platform အနေနဲ့ဆိုရင်အစွမ်းပြောရဲ Russia တုံးတဲ့ကျွန်တော် Telegram အဲ့လိုပဲဟန်ငယ်ဦးတို့ပါဆိုတော့တယောက်တည်းမဟုတ်ပါဘူးအနောက်မှာလူတွေထောင်နဲ့တောင်နဲ့ခြေပြီးတော့ online ကျင်းလိုက်စနစ်တကျလောက်တဲ့ကျွန်တော်တို့ထောက်လိုင်းရေးတွေရဲ့ဒီ site war operation တွေပါဒီလိုရှိရင်နောက်တစ်ခါဆိုတော့ TikTok မှာလည်းသတင်းမှာသတင်းတူ ဆိုတော့ပြောရဲသူတို့လိုချင်တဲ့ narrative အဲ့ဒါတွေကိုစနစ်တကျလှုပ်လာတာပါအဲ့တော့နောက်ပိုင်း platform ပေါ်မှာအရာပြောရရင်တော့ဆိုတော့ကိုထောက်အောင်ကြမေးတဲ့နှင်းနေပေါ့နော်ကျွန်တော်တို့ဒီ Telegram တို့အခုနောက်ဆုံးကတော့ကျွန်တော်တို့ popular ဖြစ်လာတဲ့လူငယ်တွေကြားထဲမှာလည်း TikTok သုံးလာတော်တော်များလာလာလေဒါမြန်မာမှာမဟုတ်ပါဘူးအဲ့မှာလည်းလူငယ်58ရာခိုင်နှုန်းလောက်သုံးလာတယ် Indonesia မှာလည်းအတူတူပဲအဲ့တော့အဲ့ platform တွေမှာနော်အထူးသဖြင့်လူသိများတဲ့ လူတွေစိတ်ဝင်စားတဲ့ပေါ်ပေါ်ပါပါ platform တွေတော်တော်များများကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရည်ရွယ်ချက်ရှိရှိဒီကျွန်တော်တို့စိတ်သက်စစ်စင်ကိုလှုပ်လာတဲ့အခြေအနေပါခင်ဗျ။ဟုတ်ဟုတ်ဟုတ်။ကြောင်းတော့ဗောနော်ကျွန်တော်အရင်ကတော့မြောက်ဝတီအရင် TVK ပေါ်တယ်နော် TVK Radio K နဲ့အခုကတော့လူငယ်တွေကိုပြန်မှတ်တက်ပြီးတော့ကျွန်တော်ခုန TikTok တို့ဟိုဟာတို့မှ social media Facebook တို့ပေါ်တယ်နော်ဒီကိုပြောင်းပြီးတော့တိုက်လာတယ်ဗော။ ကျွန်တော်ဗျဘလောက်ဩစာကြီးလဲဗျတချို့ဆိုကျွန်တော်သိရသလားဆိုရင်ဒီအဲ့ဒီဟာတွေအော်တယ်ဗျာဟုတ်လူကတော့ဘာလို့နေပြီမဖန်သေးဘူးလားလို့ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်အချက်လက်ရသူဗျာကျွန်တော်ရဲ့မိတ်ဆွေကြီးမှာအရင်ပြည်ကြေးဝန်ကြီးအောင်ဦးရတော့သူကတော့စတားကိုဝေဖန်လို့ဖန်ခံရတယ်ဗျာဆိုတော့အခုလောလောဆယ်ကတော့ကျွန်တော်တို့ဟိုနိုင်ငံရေးနဲ့အဲတော့ကြည်ကျူလာဝေဖန်လဲဆိုတော့နိုင်ငံရေးတော့ဆိုင်ရပြောရတော့ဗျာဒီမှာအော်တမီဆိုးလာဖန်လာတယ်ဆိုပြီးတော့ဟိုလူလေးကြောက်ဖြစ်နေဆိုတော့အဲ့ဒီ lobby တွေကဘယ်လောက်ထိဩဇာရှိလဲ ဆိုတော့ကျွန်တော်ပြောသလိုတို့ကဟိုအကောင့်နေရတဲ့နာမည်တစ်ခုလည်းပဲမဲ့တကယ်ကအုံနဲ့ကျင်းတဲ့ထောက်လိုက်ရင်ရန်နေရတယ်ပဲဩဇာကြီးလားဆိုတော့ကြီးတာပေါ့တို့ဇုံတယောက်ကိုဖမ်းတော့မယ်ဖမ်းစီခြင်းမင်းတို့နှစ်ကြောင်းပေးတာပဲဗျအဲ့ကနေပြီးတော့ပြီးတော့တို့ဒါအရှင်ယူတယ်ဒါပေမဲ့လှုပ်ထားတဲ့ပုံစံကဒါတွေကအေးအေးယူခြင်းလို့အေးအေးယူရတာမဟုတ်ဘူးဒီလိုမျိုး social media ကနေပြီးတော့တို့ပေါ့ pressure ရှိတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ထားတာပါ အဲ့တော့တရားဒီအစရလိုမျိုးတစ်ဖက်မှာစိတ်တက်စစ်စင်ကြီးကိုလှုပ်တယ်လို့တစ်ဖက်မှာလည်းနည်းနည်းလေးနှိပ်ကွချင်တဲ့လူကိုရည်ရွယ်ချက်ရှိရှိအရေးယူဖို့လှုပ်ထားတဲ့ဟာတွေပါပြီးရင်လှုပ်ထားတဲ့ပုံစံတော့တရားဟာဟိုကျွန်တော်တို့ social pressure ပေါ့ဗျာမသိရင်အဲ့အကောင့်တွေကလည်းနည်းတဲ့ follower တွေမဟုတ်ဘူးအနည်းဆုံး3သိန်းနဲ့ချီရှိတဲ့ဟာတွေပဲလေတချို့ဆိုရင်3သိန်း4သိန်းအဲ့လိုရှိကြတာဟုတ်အဲ့တော့ဒီကနေပြီးတော့ဒါ social media ပေါ်ပြောနေလို့အရေးယူရပါတယ်လို့လှုပ်တာပါတကယ်တော့ဒါတွေကထောက်လိုင်းရန်နေရာတွေပါပဲ နောက်တခါ celebrity တွေဘာတွေသုံးလဲဆိုတော့အတူတူပါပဲဗျာကျွန်တော်တို့ဒီဘက်မှာ media တွေကလည်းနောက်ပိုင်းနောက်တစ်ခုကလည်းနှင်းပါသေးတယ်နော်ထူးထူးခြားခြား monetization လည်းပါသေးတယ်ဟုတ်တယ်ဒီတကြီးတဲ့အင်ကမ်းမှာကြောက်ဖို့ကောင်းတာကျွန်တော်တို့ခင်ဗျားတို့လိုတကြီးတဲ့အင်ကမ်းနဲ့ရက်တည်တယ်လို့စစ်တက်ကလည်းသတင်းတူသတင်းမှာအဲ့လိုဟာနဲ့တကြီးတဲ့အင်ကမ်းမှာရဖို့ကြိုးစားလာတယ်ဗျာနောက်ဆုံးမှာဝင်ငွေအတွက်ပါကြီးလာတယ်ဟုတ်တယ်သူတို့ဒါဖြစ်လေ လူကြည့်လည်းများလို့သူက follower လည်းများတော့เนาะ follower လည်းများတော့ monetization ဘက်ကိုပါကူးလာတာကတော့တော်တော်အန္တရာယ်များတယ်ပေါ့ဗျာအဲ့တော့ solo ဒါကများကိုအုပ်စုဖွဲ့ပြီးတော့လူများများလည်းပိတ်သက်နေများနဲ့ဒုက္ခပေးမယ်ပြီးရင်ပတ်စံလည်းဝင်အောင်လုပ်မယ်ဆိုတော့တခါတည်းဟိုတော်တော်ကြောက်စရာကောင်းတဲ့ဟိုအစိတ်အတော့ platform တွေဖြစ်လာတယ်လို့ပဲပြောပြရစေခင်ဗျာဟုတ်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 ကဲ့အဲ့တော့ဗျာခုနကဥယျာထော်ကတော့ကြာပြီပေါ့နော် အခုလောလောဆယ်ကဒီဒီဟာဟောနေလို့လေခုနကသမီးဆိုးဖမ်းတော့သမီးဆိုးလည်းဗာတိုင်တယ်လို့အိပင်ကိုဆိုလားမသိဘူးသူလူဇန်လာတော့ကျွန်တော်မသိဘူးဗျာအဲ့ဆိုလိုတာဗျာဒီဘယ်လိုခေါ်မလဲဆိုရှယ်မီဒီယာမှာ post ရေးတာနဲ့ပဲဖမ်းစရာလားပေါ့အဲ့ဒါတခြားနိုင်ငံတွေကဘယ်လိုလုပ်လဲဒီဒီဖြစ်စင်ပေါ်မှာဘယ်လိုဘယ်လိုဟိုဖမ်းတာဟိုသူတို့ချက်ချင်းတရားစွဲရဆွဲပေါ့ဗျာအခုကစစ်တမ်းနေပြီးတော့မုတ်လေအာနာဘန်နေတခါလဲဖမ်းနေတော့အဲ့ဒါလေကြတော့ဘယ်လိုများပြောချင် တော့တကယ်တော့အဲ့ဒါတွေကမော်နီတာအလောက်ခံထားရတာဗျပြောပါတယ်အဲ့သမီးစိုးဆိုရင်လည်း तू ကအဓိကတော့အရင်စစ်သားတွေစစ်သားမရတွေကဘယ်လောက်ကြီးဟိုဟိုအောက်အောက်ကြနောက်ကြဖြစ်မနေဘူးခေါင်းမော့ပြီးရှောက်လို့ရတယ်ဒါတွေကိုပြောတာပေါ့နော်အရင်တော့လည်းမှန်ပါတယ်အရင်တော့တချိန်တော့တက်မတော်သားဆိုတော့ဂုံချိခဲ့တာဟုတ်အဲ့အချိန်တည်းဒီဘက်ကနေပြီးတော့ရုပ်ဟိုဆုတ်ရှုတ်လာတဲ့ဟိုအဓိကတော့ဝေဖန်တာပေါ့ဗျရေးရတဲ့ဖန်လာဆိုဖမ်းပါတယ်အခုရွေးကောက်ပွဲနဲ့ပတ်သက်လို့ဥပဒေအသေးရှိတယ်လေရွေးကောက်ပွဲကာကွယ်ရေးနဲ့စောင့်ရှောက်ရေးဥပဒေဆိုရင် သူကအဲ့ဒီမှာဖန်ထားတာ14ယောက်ရှိပါတယ်3ယောက်ကကလေးတွေပါအဲ့ထဲမှာ2ယောက်3ယောက်လောက်က Facebook မှာနေတယ်ရုပ်ောက်ပွဲမတရားဘူးဆိုတော့ရေးတဲ့တချောင်းလေးနဲ့ဖန်ခံတာပါ ထောင်3နဲ့9နဲ့ချပါတယ်ဆိုလိုတာကတော့ဒီအရီကိုရေအကျက်ရှိရှိကျွန်တော်တို့မမြင်ရတဲ့စီးရှိတယ်မဝေဘန်နဲ့ဝေဘန်ကြီးလေးတဲ့အပြစ်တန်ရမှာဆိုရင်တမင်ကိုကြောက်ခြောက်ပြီးတော့တမင်ကိုလူလူတွေသိအောင်လို့အေးအေးယူပြနေတာပါအဲ့တော့အစွမ်းမေးတဲ့မေကွန် Facebook ပေါ်မှာရေးတာနဲ့ဖန်လာဖန်ပါတယ်စောင့်ကြည့်နေပါတယ်သူတို့ဖြင့်သူတို့ လောဝါကို sensitive ဖြစ်တဲ့အထီးခိုက်မခံတဲ့ဥပမာရုပ်ောက်ပွဲပေါ့နော်သူတို့ဒီသူတို့ရဲ့ narrative ကဒီရုပ်ောက်ပွဲကြီးကမြန်မာပြည်အပြောင်းလဲဖြစ်တော့မယ်လို့ narrative လောက်ထားတာဟုတ်အဲ့ကနေပြီးတော့အပေါက်နေနဲ့သူကလောက်ထားတော့အဲ့ဒါကိုစိတ်နဲ့တော့မပြင်းမနိုင်ပါဗျာခင်ဗျားလည်းစိတ်နဲ့ပါနည်းနည်းလေးစိတ်နဲ့ပြင်းမရင်တော့မဖမ်းမယ်ဆိုတဲ့ပုံစံဖြစ်နေတာပေါ့လေဟုတ်ဆိုတော့ဗျာ data ကစတာထိုးထားတဲ့ဥပဒေပေါ့ဗျာသူကသူလွတ်ချင်တာအမှန်ဗျာဘယ်လိုခေါ်လဲ social media ကြတော့ worldwide လေတခြားနိုင်ငံတွေမှာလည်းသုံးတာပဲဆိုတော့တခြားနိုင်ငံတွေမှာဒီလိုလောက်လား ဒီဟာကိုဘယ်လိုဘယ်လို social media တွေမှာဒီကိစ္စအတွက်တောင်းဖို့ရှိဘူးလားပေါ့ social media company တွေမှာဒီအရတကဘာလုံး debate က social media ဆိုတာတဲ့ဥပမာ Facebook တို့ YouTube တို့ပေါ့နော်အဲဆိုတော့ TikTok တို့ကဘာလဲတောင်းနေတာသူတို့ကရိုးရိုးလေးပဲပြောတယ်ငါတို့က content ဒီကသတင်း content ကိုငါတို့ထုတ်တာမဟုတ်ငါတို့က platform platform ကငါတို့မှာတာဝန်မရှိဘူး content ထုတ်တဲ့လူတွေတာဝန်ရှိစေဆိုပြီးသူတို့တာဝန်ရှိမှုကိုအများအားဖြင့်ပယ်ချတယ် အဲ့တော့ပြန်မေးစရာကတော့ platform တွေဟာရော မကောင်းတဲ့ content ဟိုသူတို့ကတည်ဆောက်ရဲ့ဥပမာအမုန်းစကားတို့ပြဿနာဖြစ်ပေါ်ပြီးတော့ကြီးသွားစေတဲ့ဟာတွေဆိုရင်သူတို့မှာတော့တာဝန်မရှိတော့ဘူးလားပေါ့အဲ့ဒါကြောင့်တော့ကျွန်တော်တည်တဲ့လောက်ကတော့အခု YouTube မှာတော့ကျွန်တော်တို့ကလည်း digital service ad ဆိုပြီးလုပ်ဖို့ကြိုးစားနေပါတယ်နောက်တစ်ခါအဲ့လိုမျိုးပြောလို့မရတော့ဘူးမတို့က platform မှာ content ထုတ်တဲ့လူတွေဆိုတော့ပြဿနာကြာအဲ့လိုမရတော့ဘူး digital service လုပ်တဲ့လူတွေကလည်းတာဝန်ရှိပါတယ်ဆိုတာကိုတဖြည်းဖြည်းတော့သူတို့ရဲ့တာဝန်ရှိမှုကို နောက်ပိုင်းတော့လုတ်ကိုလုတ်လာတယ်အာရှမှာလည်းခဏနေဥပဒေတွေပေါ်လာပါလိမ့်မယ်ဆိုလိုတာကတော့ဗျာအခုမီဒီယာကပြောင်းသွားတယ်လေကျွန်တော်တို့ငယ်ငယ်ကရေဒီယို TV ကအခု TV ကြည့်တယ်လို့ကျွန်တော်လည်းမကြည့်တာကြားလာပြီ TV မကြည့်တာတော့၃နှစ်လောက်ရှိပြီဒါပေမဲ့ TV ကကျွန်တော်ကြည့်နေတဲ့ program တွေပဲကျွန်တော်ကွန်ပျူတာကြည့်နေတာဟုတ်အဲ့လိုပဲဖုန်းပေါ်ကြည့်နေတာဟုတ်ဟိုတရင်မကြည့်တာမဟုတ်ကြည့်တယ်ဒါပေမဲ့ပြောင်းသွားတယ် BBC ရဲ့ BBC World Service ရဲ့ survey က2040မှာ television ပျောက်သွားမှာပေါ့အရင်ကျွန်တော်လက်နက်စက်တွေပျောက်သွားတယ်လို့ပေါ့ဗျာအဲ့လိုပဲ CD တွေတိတ်ခွေတွေပျောက်တယ်လို့မျိုးပျောက်မယ်ဆိုတော့လည်းဖြစ်နိုင်ပါတယ်အဲ့တော့အနာဂတ်ဒီ social media ဒီ digital platform ပဲဖြစ်တော့တော့များအထူးသဖြင့်တော့လူငယ်တွေပေါ့နော် Gen Z တွေကျွန်တော်တို့အသက်16ကနေ32နှစ်တော်တော်များများသူတို့သတင်းရယူမှုဆက်သွယ်မှုကွန်ရက်ကတော့ဒီကနေပဲသွားတော့ကျွန်တော်ထင်တယ်ဒီမှာပဲဗလာပြုံပြီးတော့အခုလေကခြေချတာတာနေရာယူတာတာ ီပေါ်မှာပဲလာပွက်ထားနေကြတာပေါ့အဲ့တော့တကယ်တမ်းကျတော့ဆိုတော့ platform တွေကလည်းတာဝန်မရှိလောက်ဆိုတစုံတရာရှိပါတယ်အထူးသဖြင့်တော့အနေရရှိတဲ့အမုံပွားစေတဲ့ပြဿနာပိုကြီးထွားစေတဲ့ content တွေကိုသူတို့ကတည်ဆောင်မိတယ်ဆိုလို့ရှိရင်သူတို့လည်းတစုံတရာဒီဒီတာဝန်ကိုယူသင့်တယ်ဆိုတော့ဒီဘိတ်ကတော့တကဘာလုံးဖြစ်နေတာပါပဲခင်ဗျဟုတ်ဟုတ်ဟုတ်ဆိုစနေရောဒါဆိုတော့ဗျအခုဒါလောလောဆယ်ဝက်စုလို့ဗျပုံမှန်ဒီမှာကတော့ဒီဒီခုနကမြို့သမီးနှစ်ယောက်ကမ်းလာတယ်တရားစွဲလာတယ် လူတွေအဲ့ပေါ်တော့ခုနဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလူတွေရှိနေကြတော့ဆိုအခုကျွန်တော်ခုနဖမ်းလဲစီးတဲ့ထဲမှာလဲရွက်ကောက်ဘွယ်ဝေဖန်လို့တော့ပါတယ်အခုရွက်ကောက်ဘွယ်ကနှစ်လမပြီးတော့ဘောနော်တချို့ကလည်းထောက်ခံတယ်အဝင်ပြိုင်မဲ့လူကလည်းပြင်တယ်ဗောဗျာဆိုအများစုကတော့ကောက်ွယ်တယ်ဗောဆိုဒီရွက်ကောက်ဘွယ်ပေါ်မှာဦးတွဆလာတို့ဒီမီဒီယာအဖွဲ့အစည်းတွေလည်းဘယ်လိုသဘောထားလဲသတင်းယူခွေတို့ဘာတို့လည်းသတင်းတပြောင်မှုတွေကိုဘယ်လိုလုပ်ဖို့ရှိလဲဗောရွက်ကောက်ဘွယ်ကတော့အတူရောက်ဆိုတာလူတိုင်းသိရလေ ဒါပေမဲ့ဒီရွေးကောက်ပွဲကြီးအတူကြီးပါဆိုတာကိုဘယ်လိုလုပ်သက်သေပြမလဲပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ editorial တွေပေါ့အဲ့ဒါတခုပေါ့နောက်တစ်ခုကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒီဥပဒေနှစ်ခုပြဌာန်းထားတယ်အစောကျွန်တော်ပြောတဲ့ဥပဒေရွေးကောက်ပွဲကာကွယ်စောင့်ရှောက်ရေးဥပဒေ1039နှစ်ကနေတသက်တကြောနှိချနိုင်နေဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ January မှာဒီ digital criminal law ဆိုပြီးတော့ဥပမာ VPN ဟိုကျွန်တော်တို့တရားမဝင်မှု VPN ရှိရင် ကျွန်တော်တို့ထောင်ချလို့ရတယ်သူသဖြင့်တော့ဒီဘက်ကလွတ်လပ်တဲ့မီဒီယာတွေကိုသွားနေတာဆိုရှယ်မီဒီယာပေါ်ကနေသူသဖြင့်တော့ Facebook ပေါ်ဗျာအဲ့ကရတယ်အဲ့ဒါကိုပိတ်ဆို့ဖို့လုပ်တယ်အဲ့တော့ဗမာပြည်မှာအင်တာနက်သုံးတဲ့လူ33တန်းရှိတယ်ဆိုပြီးစီးရင်နေရသေးရတယ်အဲ့တော့ဗမာ33တန်းကလောလောဆယ်ရာသွေးသားတွေဖြစ်နေတာပေါ့ဗျာအကုန်လုံးက VPN တစ်ခုနဲ့သုံးခုကြာမှရှိကြတာဟုတ်အဲ့လိုမှမရှိရင်လေသူတို့ကဟို Facebook အင်တာနက်ကတုံးလို့မရတော့ဘူးဆိုလိုတာတချို့အင်တာနက်တုံးနေဆိုတာတည်င်းရယူတာတခုလည်းမဟုတ်ပါဘူး တခြားကျွန်တော်တို့လူမှုစည်းဝါးပေါ့ဗျာပတ်စံလွှဲတာအစဟိုဘာဟိုဘာပစ္စည်းပစ္စည်းကြော်ညာတာအဆုံးအဲ့လိုပဲလုပ်နေကြတာဟုတ်အဲ့တော့ကျွန်တော်တိတဲ့ရန်ကုန်မှာနေတဲ့လူဆိုရင် VPN 3ခုနဲ့5ခုကြာရှိတယ်ဗျအဲ့လိုပဲ Gen Z တွေထွင်ပေးထားတဲ့ VPN တစ်ခုပိတ်ရင်နောက်တစ်ခုဆိုရဲ auto change တွေလုပ်ပေးထားတယ်ပြန်ပြီးတော့ဆိုတော့ VPN ပိတ်ရင်အဲ့တော့33တန်းသောမြန်မာ internet user တွေကရာဇဝတ်သားတွေဖြစ်နေသလိုအခုလိုမျိုး VPN ပေါ်မှာပိတ်ဆို့မှုတွေကလည်းကျွန်တော်ရွေးကောက်ပွဲနဲ့ချိန်ကိုက်ပြီးလောက်လာတဲ့အတွက် မကြခင်မှာအဲ့ဒါနဲ့ပတ်သက်ပြီးလူတွေရောသတင်းတော့တွေရောအများကြီးအဖမ်းခံဖို့ရှိတယ်လို့ပြောဟိုကြိုပြီးတော့ပဲပြောရမလို့ဖြစ်နေတယ်ကောင်းတော့မကောင်းဘာဖြစ်လို့ရောဂါပွဲကိုသူကစိတ်နဲ့တော့မပြင်းမနဲ့လို့တစ်ဖက်ကလည်းအတင်းကာထားတယ်ဥပဒေနဲ့လှုပ်ထားတယ်အဲ့လိုပဲဟိုပြီးရင်မတရားတာလည်းမတရားဘူးမျှလည်းမမျှတော့ဝေဖန်နေမဲ့လူတွေကလည်းဝေဖန်မဲ့အဲ့တော့ဒီပြဿနာတွေကရောဂါပွဲမဲဆွယ်ကာလပေါ့မကြပါဘူးအခု28ရက်နေလာပြီဆိုင်မဲဆွယ်လို့ရတော့မယ်မဲဆွယ်ကာလရောဂါပွဲရောဂါပွဲအလုံး ဒီပြဿနာတွေတစ်တစ်ပြင်းတော့ online ပေါ်ကနေပြီးတော့ဖြစ်တဲ့ပြဿနာဒါမှမဟုတ်လဲတချို့ media တွေရဲ့ရေးသားမှုတွေကြောင့်ပြဿနာတော်တော်ရှိပါတယ်ခုလောက်ခေတ်သစ်ကိုတရားစွဲထားပြီလေဟိုနေ့မှာရုပ်ောက်ပွဲဥပဒေနဲ့စွဲထားတာဟိုပထမဆုံး media တွေမှာတရားစွဲခံရတော့ခေတ်သစ် media ကိုစွဲထားပြီးနေပြီးတော့မှအဲ့တော့ခဏနေလဲတခြား media တွေလက်ထပ်စွဲမှာပေါ့ဗျာဒီနဲ့အဲ့လိုပဲ VPN သုံးတဲ့လူတွေလက်ထပ်ဖမ်းမှာပေါ့ VPN တဲ့လူတွေလည်းအဲ့တော့ဒီ area တွေကတော့တော်တော်မတီးမငြိမ်မှုနဲ့တော်တော်ဖိနှိပ်မှုနဲ့ သူတပြင်းတော့မီဒီယာရောတတိတဲ့ဖိနှိပ်မှုမျိုးစုံရောကြုံရတွေ့ရဟိုပြေးကြလွှားကြရမယ့်အခြေအနေတွေတော့ကြိုပြီးတော့ပဲစိတ်မကောင်းတော့သုံးသက်ပေးသုံးသက်ပေးရသေးဗျ။ဟုတ် Okay ဆိုတော့ you go where တော့ပြဿနာတွေအများကြီးကဆက်လာပါဘူး။ဆိုတော့ပြန်ချိုးချင်ပါလေဗျ။အဲ့တော့ကျွန်တော်တို့က9နှစ်ရှိသွားပြီပဲနော်။ကျွန်တော်တို့2021ပြည်ပအာဏာသိတော့ဒီမှာအချက်လျရဆိုကျွန်တော်တို့ကျွန်တော်လည်းပြေးလာရတော့ဗျာကျွန်တော်ခင်ဗျာ။ဆိုတော့ခရင်ထန်လာဆက်သွုတ်ခု ပိတ်ခံရတယ်လိုင်စင်ပိတ်သိခံရတယ်တဲ့ပြည်သမားဟို90လောက်နောက်ဆုံး article လို့ရှိတယ်လို့ဒီအာဖန်ခံထားရတော့ဗောနဆိုတော့ဒါတစ်ဖက်မှာနှစ်ခွလောက်ပြောတစ်ဖက်လည်းခုနကကျွန်တော်ရှိမှပြောတယ်လို့လေသူလူတွေသူမြောက်ပေးပြီးတော့ဒီ Telegram တွေထောင်ပြီးတော့အလူတွေ like ဖမ်းတဲ့ဟာအဲ့လူတွေလည်း media background professional လည်းမဟုတ်ကြဘူးလေဆိုတော့အဲ့ဒါဘယ်လောက်ထိအန်တရာရှိလဲဗောနအဲ့လိုဟိုလက်ရှိလက်ရှိ media နေထားဗောနဲ့ အဓိကမီဒီယာကိုလက်နက်လက်နက်လို့သုံးတဲ့ idea ဝက်ဆပ်အန်တွေရှိတာဗျ။အကြတို့ဘိုးတထောင်မှာကျွန်တော်တို့ရန်ကုန်သားတွေအဲ့ဒီမုံတန်တိုင်းမှာရေးထားတယ်တရားဝင်ရေးထားတာမီဒီယာလက်နက်ဆွဲကြိုင်လေးရဆိုတာစစ်တပ်ရဲ့တရားဝင်အားပေါ့မီဒီယာကိုသူကလက်နက်လို့သုံးတယ်။အဲ့မှာတရားအနေရှိပေါ့ဗျာမီဒီယာဆိုတာကျွန်တော်တို့နားလဲတာ mass communication ပြည်သူကိုကျွန်တော်တို့ကသတင်းပေးဖို့ဖျော်ဖြေဖို့အဲ့လိုပဲပညာပေးဖို့ဒါမီဒီယာမီဒီယာကိုလက်နက်လို့သုံးမယ်ဆိုတော့ ရွယ်ချက်ရှိတယ်ဟိုကဒါမှမဟုတ်လုံခြုံရေးဒါမှမဟုတ်ကျွန်တော်တို့ဒီဟာဒီဟိုဟိုဟို welfare စီးရေးတခုနဲ့သုံးမယ်ဆိုရတော့အနေရတော့ရှိပြီလားရှိပြီပေါ့ဗျာအထူးသဖြင့်မြန်မာပြည်လို conflict များတဲ့ဟာနော်အထူးသဖြင့် narrative အပြိုင်ပေါ့ဗျာ narrative ဆိုတာသူ့ရဲ့ဟိုဘုံမှာအခု media ဆိုလို့ပြန်ကြားရေးအောက်ကမြန်မာ narrative တောင်ဖွဲ့ပြီးသားသေးတာပဲကျွန်တော်တို့ပုံပုံအဲ့တော့သူတို့ကတော့အဲ့တော့ narrative တွေပြိုင်နေတဲ့အခါမှာတော့ media ကိုလက်နက်လို့ ကြိုက်ဆွဲခြင်းဟာအမတမအနေများတယ်ဘု து အတွက်မလဲအကျိုးမရှိဘူးဒီအတွက်နဲ့နာမှာတော့ကျွန်တော်တို့မီဒီယာစာသုံးတဲ့အများပြည်သူပဲဖြစ်ပါတယ်နောက်တစ်ခါသူတတိယနိုင်ငံရေးပါလာတဲ့ယူကောက်ပွဲလို့ဟိုထိလွှဲခြားလဲကိစ္စတွေပါလာတယ်အဲ့လိုပဲအခုပဲဟို NCA ဟို10နှစ်ပြည့်လက်မှတ်ထိုးမလားမထိုးမလားအခုပဲ narrative တွေချနေကြပြီဟုတ်တယ်မလားအပြိုင်ဆိုင်မို့လေအဲ့တော့ NCA ကပဲအလုပ်ဖြစ်တယ်လို့လို့ဒီဘက်ကလည်းကန့်ကွက်တဲ့6ဖွဲ့ကလည်းကန့်ကွက်ကုန်ပြီ ်ဆိုလိုတာကတော့အဲ့ဒါတွေကြောင့်မလို့ဟိုဒီဟာတွေကတော့မီဒီယာလက်နက်မဟုတ်ပါဘူးမီဒီယာဟာ mass communication ဂျာဂန်သတင်းပေးဖို့ဆိုတော့ရည်ရွယ်ချက်ကောင်းနေရှိပါတယ်နော်ကျွန်တော်တို့ပညာပေးဖို့အဲ့လိုပဲဖြောပြဖို့ဆိုတော့ရည်ရွယ်ချက်ပဲဖြစ်တင်ပါတယ်လို့ပဲပြောပြရစီခင်ဗျာဟုတ်ဟုတ်ဟုတ်ကဲ့ညီကိုချွေးချင်ပါလေအဲ့တော့အခုကျွန်တော်ဟိုထူးထူးပြရတော့စစ်တမ်းရဲ့ water pack water ဖြတ်ဒီ Telegram channel တွေပေါ့နော်ဟိုလိုဒုက္ခပေးနေအခုရုပ်ကွယ်လည်းနှီးလာပြီဖန်ဆီးလည်းရှိနေပြီတော့ ဒီဘယ်လိုခေါ်မလဲကျွန်တော်စစ်တပ်ရဲ့အဲမီဒီယာကိုဘယ်လိုခေါ်မလဲဩဇာကိုနေချိုင်းပြီးလောလောလည်းမီဒီယာတွေပေါ်လာဟောဗျာသူတို့ပြည်သူတွေသတင်းမှန်ရအောင်မကြောက်မရောသတင်းမှန်ရနိုင်အောင်ဘယ်လိုများအကြံပြုချင်လဲကျွန်တော်ထင်တော့ platform တွေပို့ချဲဖို့လိုတယ်သတင်းအမှားကိုတိုက်တာအကောင်းဆုံးကသတင်းအမှန်နဲ့တင်ပြခြင်းပါပဲအဲ့တော့ဟိုသတင်းအမှန်တွေအများကြီးပြန့်နှံ့နေရင်ဆိုတော့သတင်းအမှားတွေအတွက်နေရာမရှိဘူး ဒါမဲ့လည်းပြလုံမှာပဲလုံမယ်ဆိုတာအထူးသဖြင့်တော့ကျွန်တော်မြန်မာပြည်ကတစ်ချိန်လုံးပိတ်ထားတယ်ဆိုထားတယ်အရင်တော့စင်ကတ်တခုမြန်မာပြည်ကျွန်တော်2012ရောက်တုန်းကဒေါ်လာ900လောက်ပေးရတယ်အဲ့ကနေ1500ဖြစ်သွားတယ် Facebook က2013မှာရောက်လာတယ်တချင်းကိုတုံးတယ်လို့28တန်းဖြစ်သွားတယ် Facebook ကိုမီဒီယာထင်နေကြတယ်အဲ့လိုပေါ့နော်အင်းနဲ့အားနဲ့ဟိုမီဒီယာဆိုတဲ့ social media အရင်ပွင့်သွားပြီးတော့အများစုကကျွန်တော်တို့ဒီ media information literacy ပေါ့ မီဒီယာစာတက်မြောက်မှုအရန်နေတယ်အဲ့လိုအခြေအနေမှာတော့အဲ့လီယာနယ်ကိုသူကအခွင့်ကောင်းယူပြီးစစ်တပ်ကတရားကိုလက်နက်အနေနဲ့တုံးလာတာတော့အနေနဲ့လည်းကြည့်ပါတယ်အဲ့ပုံမှာတော့သူသူဖြင့်မီဒီယာတွေလှုပ်တင်တာကတော့သတင်းမှန်တွေအများကြီးပို့ပြီးတော့ထုတ်ပေးဖို့လွှင့်ပေးဖို့ပြည်သူကိုပညာပေးဖို့အဲ့လိုပဲပြည်သူတွေကလည်းကိုယ့်အကူအသိရှိရှိနဲ့ကိုစားသုံးတဲ့သတင်းဟာသတင်းလားအတင်းလားဒါမှမဟုတ်ဘာမှအခြေအနေမရှိတဲ့ကောလာဟလာလာအဲ့လိုလေတော့ဝေဖန်နိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒါတွေကတော့ ကျွန်တော်ထင်တယ်ရေရှည်သွားရမှာပါမြန်မာပြည်လိုပဏိပခဖြစ်နေတဲ့အချိန်မှာတခြား priority ဗျအရေးတကြီးလောက်ကြရတဲ့အများကြီးရှိတော့အဲမီဒီယာစာတက်မြောက်မှုလို့ပါလို့သိပ်ပြီးတော့အလေးလည်းမထားကြပါဘူးအဲ့တော့ကျွန်တော်တို့ထင်တာတော့မီဒီယာသမားတွေနဲ့အတတ်နိုင်ဆုံးလောက်တာကတော့သတင်းအမှန်အများဆုံးဟိုထုတ်လုပ်ပြီးတော့သတင်းအမှားကိုတိုက်ဖြတ်ဖို့ပဲရှိတယ်လို့ပဲပြောပြရစီခင်ဗျဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်လောလောဆယ်မြန်မာသတင်းမီဒီယာ concept ကိုတွေ့ဆိုလိုက်ကျေးဇူးတင်ပါ